မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတက်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝေခရိုင်ရေပြည်မြို့နယ်အမှတ်၈ပြည်ထောင်စုလမ်းမှာလမ်းကင်းယူရန်ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာဗိုလ်မှူးတအုပ်အပါအဝင်စစ်သား20ကျော်တင်ဆုံပြီး RPG တလက်အပါအဝင်လက်နက်5လက်ကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ24ရက်နေ့မနေ့9နိုင်ခန့်အချိန်မှာရေပြည်မြို့နယ်ငင်းထွေးရွာနဲ့ကြောက်ကညာရွာကြားမှာရှိတဲ့ ရေးတော်ဝဲအမတ်ရှိပြည်တော်စုလမ်းမကြီးတလျှောက်မှာလမ်းကင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒုရကစစ်ကြောင်းရဲ့ရဲဘော်များကကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုအတွဲမှာဗုံမှုအဆင့်ရှိသူတအူးအပါဝင် ်စစ်သားအယောက်20ကျော်တိတ်ဆုံးပြီးအများပြားဒဏ်ရာရရှိကောင်း RPG 7အမျိုးအစားလက်နက်တလား MA4 အမျိုးအစားတပ်နက်တလား MA3 အမျိုးအစားတပ်နက်တလား MA1 အမျိုးအစားတပ်နက်2လက်နဲ့ဆက်ဆက်ပစ္စည်းတချို့တို့ကိုတိတ်ဆိတ်ရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူအများပြားနဲ့ပါရာမော်တာတစ်စီးတို့ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။အင်အားက120ကနေ200နီးပါးထိရှိပါတယ်။ အမတ304ကြောက်ကညာအမြောက်တက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်ကူပေးတယ်လို့ဒဝဲမျိုးဘက်ကနေတက်လာတဲ့စက်တက်၄ထီးကလည်းတက်လာပြီးတော့ပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့ပါတယ်လို့ဒုရကဆက်ကြောင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို ်ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းဥဆောင်မှုနဲ့ရေပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တနိုင်ငံလုံးအတိုင်းအတာအနေနဲ့စစ်ရေးများကိုအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ ်စီရဲအထူးအသည့်သတိပြုသွားလာနေထိုင်ကြရန်နဲ့တနင်္သာရီတိုင်းအတွင်းမှာစစ်ကောင်စီတပ်ကအချိန်မရွေးလေကြောင်းအုပ်ပြုပြီးတော့တိုက်ခိုက်မှုများရှိလာနိုင်တဲ့အတွက်ကြောင့်လေကြောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကြရန်မြစ်တာရက်ခံတိုက်တွန်းထားပါတယ်တော်လိုင်းရင်းနဲ့စီရဲအရှိန်ဟုန်မြင့်လာတာနဲ့အများပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တည်ခြင်းနဲ့စစ်ကောင်စီဘက်ကစစ်တီတော်များရဲတပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူရင်ွယ်ကိုခေလုံပြီးတော့အများဆုံးပူးပေါင်းပေးကြပါရန်တိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ခေါင်းခွဲရွာပြူစောတိစခန်းကနေကံရွာကိုမိတာကလာကောက်တဲ့စစ်သားနဲ့ပြူစောတိများကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးသေဆုံးပြီးတော့လက်နက်များကိုလည်းသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနောကံရွာရဲစခန်းနဲ့ခေါင်းခွဲရွာပြူစောတီစခန်းကနေကံရွာကိုမီတာက လာကောက်တဲ့စစ်သားနဲ့ပြူစောတီတွေကိုမက်လာ22ရက်နေ့မနက်09:15မိနစ်ဝင်းချိန်မှာခေါင်းခွဲရွာနဲ့ကံရွာကြားထဲမှာစောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။ဆိုင်ကယ်3စီးနဲ့လူ9ယောက်လာတာပါပစ်ခတ်လိုက်တဲ့အချိန်မှာ9မိနစ်လောက်ပဲကြာခဲ့ပါရယ်။ နှစ်ကောင်ကတော့နေရာမှာတင်ပွဲချင်းပြီးသေသွားတယ်လို့ Justice Warriors Post တပ်ဖွဲ့ဝင်ချစ်တူးကပြောပြထားပါတယ်သေဆုံးသွားတဲ့သူဟာခေါင်းခွဲရွာကဥက္ကဋ္ဌရဲ့တားဖြစ်သူနဲ့လေတပ်ထုတ်လို့ရေးပြပြင်ထားတာကစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်ဖြစ်တယ်လို့သိရပြီးတော့ကျန်တဲ့သူတွေကတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်သေဆုံးခဲ့တဲ့စစ်သားနဲ့ပြူစော်တီရဲ့အလောင်းတွေကိုပြစ်ခတ်ခံရတဲ့နေရာမှာတင်ထားခဲ့ပြီးတော့သူတို့ကိုင်ဆောင်တဲ့ G3 တနတ်တလက် MA2 တနတ်တလက်ကပိုင်တလက် 5.56G 160တောင်းနဲ့ဆိုင်ကယ်နှစ်စီးတို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်ပြစ်ခတ်ပြီးတဲ့အချိန် ိန်မှာမြင်းကြံမျိုးပေါ်ကနေပြီးတော့စစ်ကောင်စီဘက်ကကားသုံးစီးနဲ့စစ်ကူလာခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့အဲ့ဒီတပ်ဖွဲ့ဝင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းပခုတ်ကူမြို့ကနေပခန်းမြို့ကိုလာတဲ့စစ်ကူစစ်ကြောင်းကိုရားဖြတ်တိုက်ခိုက်ခဲ့ရာတက်ချက်ကြီးနှောင်းဦးအပါအဝင်စစ်ကောင်စီတပ်သား14ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ18ရက်နေ့ညနေ3:20မိနစ်အချိန်မှာပခုတ်ကူမြို့ကနေပခန်းမြို့ကိုထွက်လာတဲ့အင်အား20ကျော်ပါတဲ့ဂျမ်မာတပ်ဆင်ထားတဲ့ရှေ့ပြေးကားတစ်စီးကိုပခုတ်ကူရေစကြိုးလမ်းပိုင်းတနေရမှာရားဖြတ်တိုက်ခိုက်ခဲ့ရာကားပေါ်မှာပါလာတဲ့စစ်သား14ဦးထက်မနည်းတေဆုံးသွားပြီးတော့ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။အဲ့ တိတ်ဆုံးသူတွေထဲမှာတက်မတရတက်ကတက်ချက်ချင်းနိုင်လင်းခလိုက်ရ1 3 5တက်ရင်ကတက်ချက်ချင်းနေဝင်း ထလိုက်ရ2-9ကိုတရင်ကတသား2ဦးနဲ့မကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့ကရဲ10ဦးကျော်တို့ပါဝင်တယ်လို့သိရပါတယ်။ကားကိုတင်းဖြတ် RPG နဲ့ရှေ့တဲ့တဲကနေပြီးတော့ပြစ်တာကားတဲကိုဖောက်ဝင်သွားပြီးတော့နောက်ခန်းထဲမှာပောက်ခွဲသွားတယ်ပြီးတော့40မမဘုံဒီ3လုံးလဲကားတဲကိုကွက်တိကြအောင်လို့ပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြီးတော့လက်နက်ငယ်တွေနဲ့ပါဝိုင်းပစ်ခဲ့တာကားကိုစီးနေပြီးတော့တိမ့်ပိုက်ဖို့လုတဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့ရဲ့စစ်ကြောမှုလက်နက် error တက်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသွားလို့လူအသက်ထက်ဘာမှတန်ဖိုးမရှိဘူးဆိုပြီးတော့ပြန်ဆုတ်လာခဲ့လိုက်တာပါလို့ စောက်တန်း YSO PDF တပ်ဖွဲ့ကတာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါတယ်။တေဆုံသွားတဲ့စစ်သားနဲ့ရဲများရဲ့အလောင်းများကိုသက်ဆိုင်ရာတိုင်းရင်းတပ်ဖွဲ့များထံကိုတည်ဆောင်သွားပြီးတော့မကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့ဝင်များရဲ့ရုပ်အလောင်းများကိုအနီးနားမှာရှိတဲ့လေရင်ကွင်းဂိတ်စခန်းကိုတည်ဆောင်ကမိကြိုလိုက်ကြတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစောက်တန်း YSO PDF ရဲ့နက်မိချောင်းစစ်စင်ရေးကဥဆောင်ကစောက်တန်း local တပ်ပေါင်းစုရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မတော်ဆထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ကြောင်းမှုဟာလည်းတတ်တာလာပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ကံတောင်ဇိုက်ချောင်းထောက်ကြမင်းကျေးရွာတို့ကိုစစ်တပ်ကလေကြောင်းကနေဘုံသီးအလုံးရီ20ကြော်ကျဲချတိုက်ခတ်ရာပြည်သူတအုပ်တေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ24ရက်နေ့ည8:45မိနစ်အချိန်မှာစင်ကူးမြို့နယ်ကံတောင်ကျေးရွာဇိုက်ချောင်းကျေးရွာနယ်ထောက်ကြမင်းကျေးရွာတို့ကိုစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရင်နဲ့၄ချိန်ဘုံဒီအလုံးကြီး20ကြော်ချဲချခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကြောင့်ထောက်ချက်မင်းကြီးရွာကပြည်သူအမျိုးသားတအုပ်တိတ်ဆုံးပြီးအမျိုးသမီးငယ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်နွားလေးကောင်လည်းထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များဟာလည်းထိခိုက်ပျက်စီးသွားတယ်လို့ပြောပါတယ် စစ်တပ်ကလေကြောင်းကနေဘုံကျဲတာကြောင့်ကန်တောင်ရွာတဲကကွမ်းမာထဲမှာရှိတဲ့နော်ဒီယာထူကုမ္ပဏီဘက်မှာကျသွားတယ်။ဇိုက်ချောင်းထဲမှာကလည်းရွာထဲကိုကျဲသွားတယ်။ထောက်ချက်မီရွာမှာလည်းရွာထဲကိုကျဲသွားပါတယ်။ပြည်သူတို့ဒဏ်ရာရတယ်။ပြည်သူတို့သေဆုံးတယ်။နွားလေးကောင်အပါအဝင်ပေါ့ထိခိုက်ဒဏ်ရာရတာနဲ့သေဆုံးတာကထောက်ချက်မီရွာထဲကပါလေးချိန်ပြစ်ခတ်မှုဖြစ်သွားတဲ့အချိန်ဒီမှာအလုံး20ပောက်ကွဲမှုဖြစ်ပါတယ်။မပောက်ကွဲသေးတာကငါးလုံးလောက်တော့ကျန်နေဦးမယ်။ရှာမတွေ့သေးတဲ့အလုံးတွေလည်းရှိပါသေးတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်။စစ်ကောင်စီတပ်ကဘုံကျဲပြစ်ခတ်လိုက်တယ်။ဇိုက်ချော ောင်းကျေးရွာဟာအင်ဂျင်200ကျော်ကန်တောင်ကျေးရွာဟာအင်ဂျင်1300ခန်းနဲ့ထောက်ကြမင်းကျေးရွာဟာအင်ဂျင်300ခန်းရှိတယ်လို့သိရပါတယ်အဲ့ဒီကျေးရွာ300ဟာကဆက်ထဲမှာတည်ရှိပြီးတော့ရွှေထွက်ရာဒေတာလည်းဖြစ်ကြောင်းတရင်အရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းတန့်ဆယ်မြို့နယ်မှာစစ်တပ်ကခြေရွာများကိုစစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးပြီးတော့ပြည်သူ၄ဦးကိုတပ်ဖြတ်ကာပြည်သူအယောက်80ဝန်းကျင်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကမတ်လ23ရက်နေ့မှာချောင်းဆောင်ရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်ချောင်းဆောင်ရွာကပြည်သူ၃ဦးကိုလည်းတပ်ဖြတ်သွားတယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့ဖလန်းချန်ရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းက ပြည်သူအယောက်80ဝန်းကျင်ကကိုဖမ်းခေါ်သွားခဲ့တယ်လို့သိရပါတယ်။ဖလန်ချိုင်ကျေးရွာကပြည်သူတို့ကိုလည်းစစ်တပ်ကတပ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။ချောင်းဆောင်ရွာနဲ့ဖလန်ချိုင်ရွာတို့ဟာကတ်ရက်ရှိတဲ့ကျေးရွာများဖြစ်တယ်လို့သိရပါတယ်။ဖလန်ချိုင်ရွာကပြည်သူအယောက်80လောက် ဖမ်းဆီးခေါ်ဆောင်သွားခံရပါတယ်။ရွာအလူတရားပွဲကိုဝင်ဖမ်းသွားတာလူကြီးလူငယ်အမျိုးသားအမျိုးသမီးအစုံပဲအသက်ခံရတဲ့ပြည်သူတွေကတော့ရွာထဲမှာပဲနှိပ်စက်ပြီးတော့တတ်သွားတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အချက်ပါစစ်သားများနဲ့ပြူစောထီးများရဲ့တပ်ဖြတ်ခံရတဲ့ပြည်သူများနဲ့ဖမ်းဆီးခံရတဲ့ပြည်သူများဟာရိုးရိုးရွာသားများဖြစ်ကြပြီးတော့လက်ရှိအချိန်မှာဖုန်းလိုင်းများဖြတ်တောက်ခံရတဲ့အတွက်ဖမ်းဆီးခံရတဲ့သူတွေဟာဘယ်နေရာကိုရောက်ရှိနေတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူများကပြောကြားထားကြောင်းတရင်အရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာအုပ်ချုပ်ရေးမှူးဦးအောင်ကျော်ကအစ္စလမ်ဘာသာဝင်များကိုစစ်မှုထမ်းဆင်းရေးနဲ့မှမပရေးအတွက်ပတ်စံတောင်းခံခဲ့တော်လဲမဲနိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့စက်ကြာနယ်ရက်ကွက်တွင်းထဲမှာရှိတဲ့အစ္စလမ်ဘာသာဝင်များကိုစစ်မှုမထမ်းရရေးအတွက်ဥပုပ်လမတိုင်ခင်ကရက်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ကတယောက်ကို15သိန်းကနေပြီးတော့သိန်း30အထိတောင်းခံသွားတယ်လို့စုံစမ်းသိရှိရပါတယ်စက်ကြာနယ်စင်ရက်ကွက်ဥက္ကဋ္ဌဦးအောင်ကျော်က ဥပုပ်လမတိုင်ခင်ကစစ်မှုထမ်းနဲ့မပေါအောင်ဆိုပြီးတော့ရက်ွက်ထဲကပြည်သူတွေစီကနေပြီးတော့ပတ်စံတောင်းခဲ့ပါသေးတယ်။အခုစစ်မှုထမ်းလာတော့ဘာအတမ်းမှမထွက်ပဲနဲ့ငြိမ့်နေတာပါလို့စက်ချနွယ်စင်ရက်ွက်အတွင်းမှာရှိတဲ့ဒေသခံတအူးကသတင်းပေးဖို့တိုင်ကြားထားပါတယ်။စက်ချနွယ်စင်ရက်ွက်ဟာအကွက်၉ခွက်ရှိပြီးတော့ အစ္စလမ်ဘာသာရေးဝတ်ပြုဘလီ၅လုံးရှိပါတယ်အဲ့ဒီဘလီတွေကတော့စုလေဘလီအနောက်ဘလီအလဲဘလီလက်ပံဘလီနဲ့ဘုံအိုးဘလီတို့ပဲဖြစ်ပါတယ်မနေ့ကအဲ့ဒီဘလီတွေကိုစစ်တပ်ကစာပုတ်ပြီးတော့စစ်မှုထမ်းမဲနိုင်ဖို့အတွက်ဘလီပိုင်တဲ့လော့စပီကာတွေနဲ့ကြီးညာခိုင်းခဲ့ပါတယ်လက်ရှိမှာတော့စစ်မှုထမ်းမပါရေးအတွက်ပတ်စံပြီးခဲ့ရပေမယ့်အစ္စလမ်ဘာသာဝင်အများစုဟာ စစ်ဘုထမ်းဖို့အတွက်မဲပေါက်ခဲ့ကြတယ်လို့သိရပါတယ်။ဥပုလမတိုင်ခင်ကဒီလိုကိစ္စတွေမဖြစ်အောင်ဆိုပြီးတော့ပတ်စံတောင်းထားပါသေးတယ်။ရက်ကွက်ကတော့အစ္စလမ်ဘာသာဝင်တွေများတော့မဲပေါက်တာလဲအစ္စလမ်ဘာသာတွေကပဲများတာပါ။အခုအချိန်မှာမဲပေါက်တဲ့သူတွေရဲ့တောကကတော့ အောင်ကျော်ကိုငွေပေးပြီးတော့ညှိနေကြရတာပါပဲလို့စัจจ၍စဉ်ရက်ကွအတွင်းထဲမှာရှိတဲ့ဒေသခံတို့ကပြောပြထားပါတယ်။ဒါအပြင်အာဓမစင်မှုထမ်းဖို့လူမပေးတဲ့အိမ်များဟာဗလီဝင်းအတွင်းထဲမှာရှိပါကသာသနာပိုင်အဖြစ်နဲ့တိတ်စီးခြင်းဝင်းအပြင်ဘက်မှာတရှိပါကချိတ်ပိတ်ချင်းတို့ကိုလှုပ်ဆောင်ဖို့အတွက်စစ်တပ်ကလက်ဝေကဲများကစီစဉ်ပေးနေပြီးတော့ဗလီများကိုလည်းဖိအားပေးနေကြောင်းတရင်ရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ